အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတော့မနော်အဲ့တော့ ကျွန်တော်ဒါဒီပွဲစဉ်မှာတော့ Newcastle United နဲ့ Manchester United ရဲ့ပွဲစဉ်မှာတော့ဒါ Manchester United ကလာကျွန်တော်အဝေးခွင့်မှာဒါ Newcastle United ကို4-1ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Newcastle ဒါကျွန်တော်တို့ခြေစွမ်းထောက်မှုကိုဒါကျွန်တော်တွေ့ခဲ့ရတဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ Harvey Barnes ရဲ့ဒါသင်ကိုယ်တွေနဲ့အတူဒါကွင်းလယ်က Sandro Tonali နဲ့ Bruno Gamirus တို့ရဲ့သင်ကိုယ်တွေကိုဒါကျွန်တော် မြင်တွေ့ခဲ့ရတဲ့ပွဲစဉ်ပေါ့အဲ့တော့ဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ခင်ဗျားတို့ဒါခင်ဗျားတို့ကျွန်တော်တကယ်မြင်စီရှင်တယ် ကျွန်တော်ဖာသာကြီးဒါကျွန်တော်တို့ဒီပွဲမှာဘလို့မိုးမောင်ဆဲလဲဆိုတော့ခင်ဗျားတို့ကြောက်တကယ်ဖရားစုမြေစိနေတယ်ဗောနော်တကယ်ကိုခင်ဗျားတော်တော်စိတ်ပြတ်သွားတယ်သူကျွန်တော်နဲ့အခုအခုလက်ရှိမှာဒါဘူးမွင့်လင်ပြောကျွန်တော်နဲ့သူအတူနေတော့တာဗောနော်ကျွန်တော်သူ့ကိုဒီကိုပဲခေါ်ထားလိုက်တော့အဲခေါ်ထားလိုက်တဲ့အချိန်မှာဒါသူနဲ့ကျွန်တော်ဒါမန်ချက်စတာယူနိုက်တက်ပွဲတူတဲအားဖြစ်ဒါကျွန်တော်နှစ်ပွဲဒါမန်ချက်စတာဒါဘီရဲ့အခုလက်ရှိနျူကာဆယ်နဲ့ Manchester United နဲ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်ဖြစ်ခဲ့တယ်ပေါ့ဗျာရောသားဖက်နောက်အဲ့တော့ဒီနေ့ပွဲစဉ်မှာ Father Icke ဆက်ရမူးမှွန်နေတယ်ဗျာတကယ်တကယ်မူးကိုမှွန်နေတာပဲတကယ်ကိုကျွန်တော်ကမလေးလေးဆဲတာပေါ့နော်နောက်ကတော့တသဲလုံးဆောင်ရစရာမရှိတာခင်ဗျာတသဲလုံးကိုရစရာမရှိတာအဲဟိုတကားကသူဗာလဲလက်နိုင်ယူလို့ဒါ Manchester Derby မှာသူကြည်ရခဲ့တော့ဒီနေ့ပွဲစဉ်လက်နိုင်ယူသူအသေးတအားရတယ်ပေါ့နော် အဲ့တော့ Newcastle United အိမ်ကွင်းမှာဒါ Manchester United ကတကယ်ဦးတယ်ကျွန်တော်ကိုပြရှုံးနေခဲ့တယ်အဲ့တော့ဒီနေ့ပွဲစုံမှာဒါကျွန်တော် United အသင်းနဲ့ဒါကျွန်တော်တို့ Lion နဲ့ပွဲစဉ်တွေလူချန်ထားရလीရှိခဲ့လို့ဒါကျွန်တော်တို့တကယ်တမ်းပြန်ရှင်းကြည့်မယ်ဆိုရင် Newcastle United ကိုဒါ physical ဟောဒါကျွန်တော် mentally ဘိုင်းမှာကိုဒါဘယ် aspect မှာမှရှင်းလို့မရခဲ့တဲ့ပြဿနာဖြစ်ခဲ့တယ်ပေါ့နော်ဒါအပြင်လက်ရှိမှာ United အတွက်ပို့ပြီးတော့အထိနာခဲ့တာကဒါလက်ရှိ United အခုလက်ရှိမှာဒါမရှိမရှိမယ်အားကိုးနေရတဲ့ဒါ Zigzy တယောက်တိုက်တိုက်စင်မှာဒါ Zigzy တယောက်ဒါကျွန်တော်တို့ အဲတကောင်ကျွတ်တန်ရာကြောင့်မို့ဒီတိုင်းဆိုရင်တော့ရာသီကုန်သွားထိနာဘူးတော့တီချာတော့နေနေဖြစ်သွားတယ်ဗောနော်အဲ့တော့ဒီနှစ်ပွဲစဉ်မှာဒါကျွန်တော်တို့ United အသင်းနေနေတာတိုက်စစ်ပိုင်းမှာကနာချိုဒါကျွန်တော်တို့ Zigzee နဲ့ Fernandez ဆိုလာခဲ့တယ်တစ်ဖက်ကဒါကျွန်တော်တို့တောင်ပိုင်းနေမှာ Anthony Gordon အပြည့်ဝမကောင်းသေးတဲ့အတွက်ကြောင့်မလို့ဒါ Harvey Barnes, Alexander Isak နဲ့ Jacob Murphy ဆိုတဲ့တိုက်စစ်ပုံစံမျိုးထွက်လာခဲ့ဗောနော်အဲ့တော့ဒီနှစ်ကတည်းကပြောရမယ်ဆိုရင်ဒါ ဟိုအဲ့ဒီ how ရဲ့အသင်းမှာလား right wing နေရာမှာဒါကျွန်တော်မှတ်မဲ့ရ Elmeron လဲတုံးလို့မရတော့ Jacob Mafia ဒါကျွန်တော်ဖြစ်ညစ်ပြီးပြန်တုံးရနေတဲ့နဲ့ပေါ့နော်အဲ့ Jacob Mafia သူ့ရဲ့နောက်ဆုံးနှစ်မှာဒါဖြစ်ညစ်ပြီးတော့ကောင်းနေတယ်လို့ပဲလာမယ့်ရာသီမှာဒါဒီ right wing နေရာမှာဒါကျွန်တော် Newcastle United အသင်းနဲ့လူဝင်ပဲလို့ကျွန်တော်နေမြင်တယ်တော်ဝင်မဲ့တော့ညာလဲ Jacob Mafia နဲ့မရှိမဖြစ်လို့လားတုံး ုံးနေရတဲ့ဘုံမှာရှိတယ်ပေါ့နော်အဲ့တော့ဟိုမတုံးလို့မဖြစ်လို့သာတုံးနေရတယ်ဒါပေမဲ့ကျွန်တော်မဖီရာဒီနေ့ဘုံတော့တော်တော်လေးမဆိုးဘူးပေါ့နော်အဲ့တော့ပွဲစားဘလောက်မှမကြမ်းဘူးကျွန်တော်မဖီရာကျွန်တော်တို့လန့်ကန်မှုကတစ်ဆင့်ချင်းချောင်းနေရတယ်အဲ့တော့ဒီနေ့ဘုံမှာဒါ United အသင်းနေနေဒါဝင်းဘက်မှာလည်းရွေးချယ်စရာမရှိတဲ့အနေထားမှာတော့ကျွန်တော်တို့ Harry Armes လေးကိုပွဲတုံးလာခဲ့တယ်ဒါပေမဲ့အချိန်ကြီးကြာလာမြဲ Harry Armes အနေနဲ့ဒါကျွန်တော်ပွဲအဖြစ်ကောဒါကျွန်တော်ရေးရှိအဖြစ်ကောဒါ တစ်ဖက်ကကစားသမားငယ်ရှင်တဲ့နေရာမှာတော်တော်လေးကိုလိုအပ်ချက်ရှိလာတဲ့အတွက်ကြောင့်သူကကျွန်တော်သူ့အနေနဲ့ပထရဒရူဂူကိုအဲ့ဒါနီးပြအနေနဲ့ပြန်လဲပြီးသုံးခဲ့တယ်။ဒါပေမဲ့ယူနာဘောဆိုဘာမှသိမထူးခဲ့ပါဘူး။တကယ်တော့ physical battle ဒီမှာရှင်တဲ့အချိန်မှာဒါကျွန်တော်ညူကဆယ်ယူနိုက်တက်ကိုအဖက်ဘက်ကနီးကြရှုံးခဲ့တဲ့နေထားမှာရှိတယ်။ညူကဆယ်ကျွန်တော်ဒါ physical ရနိုင်ခြင်းနဲ့စိတ်ဒါကြောင့် physical ရဒါကျွန်တော်တို့နိုင်ဖို့အတွက်ဒါခန္ဓာကိုယ်ခွန်အားပေါ့နော်။ဒါစိတ်ပိုင်းဆိုင်ရာခွန်အားအနေနဲ့တော်တော်လေးကိုလိုအပ်ချက်တွေရှိခဲ့တယ်လို့ပြောလို့ရတယ်။အဲ့ဒါကျွန်တော်အဖေကပုံပြီးပေါက်ခွဲတာကဒီကျွန်တော်တို့ဒီပွဲစဉ်ကိုသူ့အနေနဲ့ United နဲ့ပွဲစဉ်ကို အဲ့ကျွန်တော်တို့စပားနဲ့ပွဲပြီးကြီးရတယ်စပားကတော့ကျွန်တော်ကျွန်တော်အသင်းမို့တော့အားပေးရှာပါတယ်စပားအသင်းကိုသူနဲ့ကြည့်ပြီးဒါစပားအသင်းကဆောက်တွဲလုပ်ပြီးတော့ United ကဟုတ်မလို့လူကြီး United ကလည်းဒါဆောက်တွဲလုပ်တယ်ပေါ့နော်ခုနကပြောပေးတာကိုသမားကရောင်းလိုက်ဒါကျွန်တော်တို့နောက်တန်းကရောင်းလိုက်ပေါ့နော်အဲ့တော့ဒါကျွန်တော်ဟိုပြောရမယ်ဆိုရင်လက်ရှိမှာဒီနေ့ပွဲစုံမှာ United အသင်းနောက်တန်းတွေကတော်တော်လေးကိုအချင်းနေအပြည့် physical ပိုင်းအဖြစ်ပဲကြည်မလားဒါကျွန်တော် mentally ပိုင်းအဖြစ်ပဲကြည်မလားတော်တော်လေးကိုအားနေနေတယ်ပုံမှန်ရှိတယ်ဒါကျွန်တော်ခါတိုင်းကောင်းလာပါတယ်ဆိုတဲ့မာဇွားဝီဒိုလိုလူမျိုးတောင်မှဒါ Harvey Bunn နဲ့ရှင်းမယ်ဆိုတော်တော်လေးကိုဒါကျွန်တော်နောက်ောက်ကြခဲ့တဲ့ပွဲတွေပေါ့တော့တကယ်လည်းပြန်ကြည့်မယ်ဆိုလည်းရှိမှာတော့3ရက်2ပွဲဆော့ထားတဲ့တင်းနေဒါတစ်ပတ်တစ်ပွဲဆော့ထားတဲ့တင်းဘယ်လောက်ထိကွာလဲဆိုတော့ဒီနေ့ပုံစံမှာပြသခဲ့တယ်အဲ့တော့ဒီနေ့ပုံစံမှာဒါ Tyson Moon နေနဲ့ အလဇနာဣဆက်ကိုတိုင်းတော့ကိုမသွင်းခဲ့ပေမဲ့ဒါကျွန်တော်ကိုပြတ်သွားခဲ့တယ်ပေါ့အဲ့တော့ဒီနှစ်ပွဲစဉ်မှာလုံးဝ difference maker ပေါ့နော်လုံးဝအကြီးအကျယ်ကွဲပြားတဲ့နှစ်ဖက်အသင်းနဲ့တကယ်ကိုအကြီးကြအကြီးမားဆုံးကွဲပြားမှုကဘာလဲလို့မေးပါဆိုရင်တော့ဒါကွင်းလယ်ပိုင်းမှာဂျူလင်ဒန်ဆန်ဒူတနာလီဘရူနိုဂါမီရက်စ်ဒီ၃ယောက်ရဲ့ကွင်းလယ်နဲ့ United ရဲ့လက်ရှိကွင်းလယ်ဖြစ်တဲ့ Ugarte, Eriksen, Bruno Fernandes နဲ့ Shane နဲ့အချိန်မှာ ဒါပြောမှဆိုတော်တော်ကြီးကိုကွာခြားသွားတာဥကာဒိနေဒီနေ့ပေါ်ဆောင်မှာတော့ကျွန်တော်မဆိုးဘူးဆိုတဲ့ခြေစွမ်းတစ်ခုပိုင်ဆိုင်ထားခဲ့ပေမဲ့တကယ်နဲ့နီလာငါလာမှာဒါမိနစ်90ဒီဒီအဲရစ်ဆင်ကိုထဲဆော့တဲ့ပြဿနာတော်တော်လေးကိုဆိုးတယ်လို့မြင်တယ်ဒါပေမဲ့အဲရစ်ဆင်ကိုထဲမဆော့ပြန်တော့လေထဲเสียလူကမရှိတော့ခုနကဘသူ့နေနဲ့သူဒါကျွန်တော်တို့တပွဲလုံးတိုင်းတိုင်းအရသူဆွဲထုတ်တယ်ဆွဲထုတ်တဲ့အချိန်မှာဒါကျွန်တော်တို့အဲရစ်ဆင်ကကလူတွေကျန်တဲ့လူတွေအကုန်လုံးကဒါလဲတယ်ပေါ့နော်အဲ့တော့ပြဿနာက United အသင်းနဲ့ကြားရတဲ့မှာလိုင်ယွန်နဲ့ကန်အမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့နေနဲ့ဒါလူစင်းကတော်တော်လေးကိုခြံခဲ့တဲ့သဘောမှရှိတယ် ဒါကြောင့်မို့လို့ကျွန်တော် United အသင်းအနေနဲ့ကျွန်တော်တို့က Lion နဲ့ပွဲမတိုင်ခင်မှာဒီကစားသမားတွေကိုတီတီချချဒါကျွန်တော်တို့အသုံးချနေတယ်ဆိုတဲ့ဘုံမှာရှိတယ်။ဒါပေမဲ့တေချာတကွာ Newcastle နဲ့ပွဲစဉ်မှာဒါကျွန်တော်တို့နီးပြအနေနဲ့ Ericsson ကို minute 90အထိထည့်ထားခဲ့တာတော့ပြောစရာနေနေဖြစ်လာခဲ့တယ်။ခုနကခုနကပြောလို့သူအနေနဲ့ပြန်ကြည့်ပြန်တော့လေ။ Okay အဲ့ဒါဆိုရင်တော့ခုနကပြောလို့ Bruno Fernandes က minute 80မှာလည်းလဲလိုက်ဝေရဆိုရင် ဒီပြရတာကျွန်တော်တို့ Premier League ကိုလုံးဝ give up လုပ်ထားပုံရပါတယ်။ဒါကျွန်တော်တို့လက်ရှိမှာ Spurs အင်းတူပဲ။ဘောတော့ဒါ Premier League လုံးဝ give up လုပ်ထားရတယ်နဲ့ဒါပေမဲ့လက်ရှိမှာသတင်းစိုးတစ်ခုနဲ့ပြောမှဆိုတော့ဒါ Lion အနေနဲ့အခုလက်ရှိဒါကြောင့်မမေရသူတို့ပြည်ရင်းလီမှာ away win ဆွဲရင်မှာတော့3-1ဆိုရလက်နိုင်ခဲ့တယ်ဘောတော့အဲ့တော့လက်ရှိအနေထားမွေဖားရဆိုရင်တော့ Newcastle United ကကြည့်မယ်ဆိုရင်အဖက်ဖက်ကရကြည့်ဆို United ကိုသူတို့နေအသာစီးရအောင်ဆောနိုင်ခဲ့တယ်။ဒါ tactical ဘိုင်းရလာဒါခုနပေါ်တော့ပြတာကျွန်တော်တို့ ကူဇွမ်းပိုင်းရလားညံဇွမ်းပိုင်းရလားဘယ်ဘက်ကကြည့်ကြည့်လားညူကာဆယ်ယူနိုက်တက်အသင်းနဲ့ယူနိုက်တက်ကိုငါတို့ကပို့ပြီးတော့ခေါင်းလုံးတောင်ဆော့နိုင်ခဲ့တယ်ဆိုတော့ယူနိုက်တက်အသင်းနဲ့ဒါကျွန်တော်တို့ကညူကာဆယ်ယူနိုက်တက်အသင်းနဲ့ဒါကျွန်တော်တို့ပေါင်းဘနာနဲ့အကြာမှာတော့ဒါကျွန်တော်ယူနိုက်မန်ချက်စတာယူနိုက်တက်အသင်းကိုအိမ်ဝင်းကောအဝေးဝင်းကောဒါကျွန်တော်တို့နိုင်ခဲ့တယ်ကျွန်တော်ဒါစံချိန်ငေါက်တစ်ခုကိုဒါကျွန်တော်ပိုင်ဆိုင်ခဲ့တယ်ဗောနော်အဲ့တော့ပြောချင်တာကလက်ရှိမှာတော့ new case အနေနဲ့ကျွန်တော်တို့ကဒီနောက်ပိုင်းနေ့တွေမှာတော်တော်လေးကိုတိုးတက်လာခဲ့တာကိုတွေ့ရမှာပါတယ်ခွနော်ဘယ်လိုပဲပြော တကယ်တမ်းမြန်စနာကြပြ United အသင်းဒီနေ့ပုံစံမှာကနာချူရဲ့ twin goal ကလွင်တကယ်ကိုချင်းချောက်မှုလေနေပါကြဒီအားနဲ့နေပါတယ်ဆိုရဲတိုက်စစ်ကိုမှဒါကျွန်တော်တို့လက်ရှိမှာ Rice Moon Highland ကြီးကိုထည့်လိုက်အချိန်မှာဘာမှမဖြစ်မလား Rice Moon Highland ကဒါကျွန်တော်ဒီနေ့ရာသီပြီးရင်တော့ပြီးပါပြီတည်ကြပါတယ် Rice Moon Highland နဲ့ဒီနေ့ဒါကျွန်တော်တို့လက်ရှိ Manchester United နဲ့အနာဂတ်ကလည်းမရှိတော့နေတော့ဘူးပေါ့အဲ့တော့ လာမယ့်ရာသီမှာ Manchester United အသင်းကိုအ ਨੇ ဆုံးတုံးတက်ရမယ်ဆိုပြဿနာကဘာဖြစ်လာမလဲဆိုတော့ Manchester United အသင်းနေနဲ့ကိုသမားကိုရေရှည်ရလူအပ်လာမယ်လို့ကျွန်တော်ရေပုတ်ကူရအမြင်မိတယ်။ကိုသမားရဲ့နှစ်ယောက်လုံးကလုံးမဖြစ်ဘူး။ဒါခုနကပြောဆို Andrew Onana အခုလက်ရှိဘယင်နာဆိုတဲ့ဒါကြောင့်ပွဲကြီးမတူဘူး။ဒါ Andrew Onana ကတော့ပြောစရာမလိုဘူး။အဲ့တော့ United ဘက်ကအကြည့်မယ်ဆိုလက်ရှိမှာဒါ Bruno Fernandes နဲ့ဒါကျွန်တော်ကနာချူ Twin Goal League ကလွှင့်နေတော့ ဘာမှအားရစရာမရှိခဲ့တဲ့ပွဲစဉ်တစ်ပွဲပါဒါကျွန်တော် dialogue ကဒီနေ့ပုံစံမှာကျွန်တော်အတူလုပ်လေးတွေမဆိုးဆိုမဲ့တကယ်တမ်းကျွန်တော် in game မှာဆိုရင် Harvey Bank ကို Mazraoui ကို dialogue ကိုလုံးဝတားလို့မရခဲ့ဘူးဒီကတော့ Harvey Bank ကိုနောက်ဆုံးဂိုးသွင်းခဲ့တဲ့အသင်းကဒါကျွန်တော်တို့ Harvey Bank ဒီစိတ်ကြီးပါမှာနောက်ဆုံးဂိုးသွင်းခဲ့တဲ့တဲ့ Tottenham Hotspur ဖြစ်ခဲ့ပြီးတော့ကြားထဲမှာတော်တော်ကြာကြာ Harvey Bank တရားဂိုးမသွင်းနိုင်ခဲ့ဘူးဒါပေမဲ့ United အသင်းကိုလည်းဒါကျွန်တော်သူ့အနေနဲ့နှစ်ဂိုးတိတိအတွင်း brace သွင်းပြီးတော့ဒါကျွန်တော်သူ့အနေနဲ့ဂိုးပေါက်ပြန်ရှာတွေ့ခဲ့တယ်ပေါ့နော်အဲ့တော့ ပြောချင်တာကလက်ရှိမှာဒါကျွန်တော်တို့ကွင်းလက်ပိုင်းရဲ့ကွာချာမှုကဒီနေ့ပေါ်မှာအရင်စကားပြောခဲ့တယ်ဆန်ဒူတူနာဒီနဲ့ဘရူနိုဂါမီရက်ရဲ့လောအားကန်အားနှုံကတစ်ဖက်ကဒါကျွန်တော်ဥဂါဒေးအရစ်ချင်နဲ့ပြန်ရှင်မယ်ဆိုတော်တော်လေးကိုကွာခဲ့နေတာမှရှိတယ်။ဒါအောင်နာပေါ်သူတို့ရဲ့ဒါ AM စစ်စစ်မရှိဘဲနဲ့ဂျိုလန်တိုင်းစော့နေတာကြီးကတော်တော်ကြီးကိုကောင်းတဲ့သဘောမှရှိတယ်ပေါ့နော်။အဲ့တော့ပြောချင်တာကလက်ရှိမှာတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့တကယ်တမ်းဒါနင်လန်းငါလာဆိုရရှင်တဲ့အချိန်မှာအင်ဂျင်ပိုင်းအရာကိုဒါကျွန်တော်တို့ physical ပိုင်းအရာကို everything က ကြာရှုံးခဲ့တယ်။အဲ့တော့ United တင်းနေတာကျွန်တော်အိမ်ငွေးမှာမလွတ်တာကျွန်တော် Lion နဲ့ကံမှာနည်းနည်းလေးအသက်ရှူချောင်းတော့မယ်။ဒီပုံစံအတိုင်းဆိုရင် Lion တော်တော်လေးကိုခက်ခက်ခက်ကံမဲ့သဘောမှာရှိတယ်။ United တင်းနေလက်ရှိမှာဒါကျွန်တော် Maserati ဘယင်းသားတို့အုပ်စုနေတော်တော်လေးကိုပြောင်းလဲရမယ်အခြေအနေတစ်ခုမှရှိနေတယ်လို့ပဲကျွန်တော်အနေနဲ့ပုံကိုရာမြင်မိရတယ်မှပါတယ်။ဒါကြီးကိုမပြောင်းလဲဘူးဆို United တင်းနေတော်တော်လေးကိုမလွယ်စိန်ကိုဒါကြည့်ရမယ်သဘောမှာရှိတယ်။ Body Blue ဖြစ်လာမလဲတော့မသိပေမဲ့ United အသင်းနေတဲ့ကျွန်တော်တို့လာမယ့်ညရာဒီ ဆမ်မာဘိုင်းမှာဒီထက်ပူကောင်းလို့ဆိုလို့ဒါပေမဲ့ United တင်းနေလား Lion နဲ့ပိုးစံမှာတော့တိုက်ဆက်မှုဒါကျွန်တော်တို့ White Line ကြီးကိုပြန်သုံးရမယ့်သဘောမှာရှိရတဲ့ကြောင့် United တင်းတို့တော်တော်လေးကိုအထိနာခဲ့တဲ့သဘောမှာရှိရလို့ပဲကျွန်တော်အနေနဲ့ပုံကူရရမြင်မိတယ်။ဒါပေမဲ့ဒီနေ့ပုံမှန် Newcastle United ကအဖက်ဖက်ကအသာစီးရရှိပြီးတော့နိုင်ခဲ့တဲ့ပုံစံတွေပဲဖြစ်ခဲ့တယ်။ကျွန်တော် Manchester United ကိုဒီနေ့ပုံစံကဒါပထမပိုင်းလောက်မှာဒါကျွန်တော်တို့ဟောခံစစ်ပိုင်းက strong လောက်တော့ဖြစ်တယ်ဆိုပြီးချီးကျူးနေတော့မှရှိသေးတယ်။ပြီးလိုက်ပြီးတော့ number 1ထားလို့ပြီး goal တွေပေးရတာပဲ။ဒီလောက်ပါပဲ။ ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတော့ ਨੇ ဒီ for you တို့မှာကျင်းလူစားပေါင်ကွန်ကျင်းလူရပါတယ်။မိမိုင်းလက်ကလစ်ဖုံမမီဂျာပါနဲ့အောက်ကကိုမန်နေတဲ့မှာလေ youth sport media 3.0ဆိုတော့ ਨੇ ဒီ for you တွေလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျှဝေကွန်ကျင်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မိမိုင်းလက်ကလစ်ဖုံမမီဂျာပါနဲ့မြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြည့်တူပါနဲ့ကောင်းမွန်တော်နေ့နေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့။အားလုံးမကြည့်တူပါနဲ့မိမိုင်းလက်ကလစ်ကြောင့်မြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။ဒီပါပါ